ောက်နာကြောင်းလဲလဲသတင်းပေးမှုတစ်ခုကြောင့်အိန္ဒိယမှာခရီးသည်တင်လျင်တစီအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ဒီဇင်ဘာ၂ရက်နေ့ကအိန္ဒိကိုလေကြောင်းလိုင်းပိုင်းခရီးသည်တင်လျင်ဟာကူဝိတ်နိုင်ငံကနေအိန္ဒိယရဲ့ဟိုင်ဒါရာဘတ်မြို့စီ UDB ပြန်တန်းနေချိန်ဘုံချင်းချောက်မှုတတိပေးချက်ကိုလက်ခံရရှိခဲ့တာဖြစ်ပါတယ်။လျင်ပေါ်မှာဘုံထောင်ထားတယ်ဆိုတဲ့သတင်းကိုလက်ခံရရှိခဲ့တဲ့နောက်အာနာဘန်တွေကသတင်းပေးမှုရဲ့မှန်ကန်မှုကယုံကြည်ရလောက်ကြောင်းယူဆပြီးလျင်ကိုအိန္ဒိယနိုင်ငံရဲ့အစည်းအဝေးမြို့တော် မွန်ဘိုင်းမှာအရေးပေါ်ဆင်းသက်စေခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းစစ်ဆေးချက်တွေအရတော့လင်းဘော်မှာဘလို့ဘေးရန်တရေဖြစ်စေတဲ့ပစ္စည်းမှအရှိမနေခဲ့ပေလိန်လေသတင်းပေးမှုတသက်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။အာနာဘန်ရဲ့အဆိုအရလင်းဘော်မှာကိုတိုင်အသေးခံပြီးဘုံထောင်ဖောက်ခွဲမဲ့သူတို့လိုက်ပါသွားတယ်ဆိုတဲ့ email ပေးဖို့အကြောင်းအကြောင်းမှုတခုကိုလက်ခံရရှိခဲ့ကြောင်းပြောပါတယ်။လေကြောင်းလိုင်းရဲ့ပြောရေးဆိုခွင့်ရအရာရှိတူကတော့ Airbus A321neo လင်းဟာ ဒီဇင်ဘာ၂ရက်မနက်ပိုင်းမှာမွန်ဘိုင်းမြို့မှာချောချောမောမောဆင်းသက်နိုင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။သူကဘုံချင်းချမှုနဲ့ပတ်သက်လို့အာနာပန်တွေရဲ့စုံစမ်းမှုတွေကိုလေကြောင်းလိုင်းကအပြည့်အဝပူပေါင်းကူညီပေးနေတယ်လို့ပြောပေမဲ့လင်းဘောလိုက်ပါလာသူအရေအတွက်အပေါဝင်အသေးစိတ်အချက်အလက်တွေကိုတော့မထုတ်ပြန်ခဲ့ပါဘူး။အိန္ဒိယမှာတော့လေကြောင်းလိုင်းတွေဟာဘုံချင်းချမှုလိမ့်လေသတင်းပေးမှုတွေကိုမကြာခဏကြုံရလေရှိပါတယ်။လေကြောင်းလိုင်းတွေအနေနဲ့ အဲ့ဒီလိုသတင်းပေးပို့မှုတွေကယုံကြည်ထိုက်သလားဆိုတော့ကိုစစ်စစ်အကဲဖြတ်မဲ့ကျွမ်းကျင်ဝန်ထမ်းတွေကိုပါခန့်အပ်ထားရပါတယ်။2024ဇန်နဝါရီတရက်ကနေနိုဝင်ဘာ14ရက်နေ့ထိကာလအတွင်းမှာအိန္ဒိယလေကြောင်းလိုင်းတွေနဲ့လေဆိပ်တွေမှာဘုံထောင်ထားကြောင်းသတင်းအမှားပေးပို့မှုပေါင်း969ခုအထိရှိခဲ့တယ်လို့လည်းသိရပါတယ်ရှင်။